ဒါကုထုံးကုထုံးရဲ့ဇလန်းလေးပေါ့နော်ရတရေဟိုတရေဟာတာတရေကပေါ့နော်ပြောမှာကြောက်လေကြောက်ကြောက်ကောင်းနေပြီးတော့ဇက်ရဲ့ပုံစံလေးနောက်ဖက်ကပုံစံလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးတွေကပိတ်သက်တိပါရည်လက်ရပါတယ်ဘင်းပြောပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရည်လက်ဖြတ်လိုက်ကောင်းမှာဖြူပြဲပြဲမင်းတို့လားအေးခေါ်တဲ့လူတို့တွေ့လို့ရလားကုထုံးပြီးတော့တက်ပြစ်တယ်ဆုံးတော့ဆိုရင်ပို့ပြီးတော့သူလိုချင်တာဖြစ်ချင်တာလည်းဖြစ်တယ်ဘာလို့သူဇမင်းသားဝက်စားကိုသူအရင်ဝက်ချင်နေတာ အဲ့ဒါကမှဖြစ်တယ်ပေါ့ဇက်ပြောတယ်ကျွန်တော်တို့ဇက်မင်းသားတွေလည်းခြေခံထားတယ်ဆိုတော့ဟိုကွက်တီပဲဘယ်မှာဟာကွက်မရှိဘူးနော်အရင်ဆုံးရဒီနောက်ကိုစနေလမ်းဆက်သွားလိုက်ကြရော်ရော်တွေ့လေကျွန်တော်ဒီတတော်ကျွေးဝဲမှာလုံလာတာအနည်း၃၀ရှိပြီကြဒီမိုင်90အဲ့ဒီမှာဘာရှိတော့ခံကြဘူးကျွန်တော်လူတယောက်မှမရှိဘူးကနေရတာရှိတယ်ဘာမှမနေကြလို့ရှင်အာဖြာရွေးနေရတာအကုန်လုံးရှိကြတယ်အဲအဲ့ဒါမျိုးလေးလည်းကြုံခဲ့ရတာဒါအများကြီးပါအများကြီးကြုံခဲ့ရဆိုတော့ကြုံခဲ့တဲ့တွေကတခုပေါ့နော် ဲ့ဒါလေးဟိုဇကားပြပန်းလိုက်တာပေါ့ဒီမှာကျွန်တော်ကအဲဒီနေမွန်ရွာဆိုမှာဇက်ရဲ့ဇက်စရာတယောက်နေနဲ့ကျွန်တော်ပါဝင်ထားပါတယ်နော်အပြင်လောကဟာပဲပေါ့နော်ဒီကပြောမယ်အပြင်ကဇာစင်းနာမကြည့်ပါအပြင်တော့မှရှိ type လိုပဲဦးစားပေးထားပါတယ်နော်ဒါကုထွန်းကုထွန်းရဲ့ဇလန်းလေးပေါ့နော်ဇတရင်ဟိုတရင်ဟာတာတရင်ကပေါ့နော်ပြောမှာကြောက်လေကြောက်ကြောက်နေပြီးတော့ဇက်ရဲ့ပုံစံလေးနောက်ဖက်ကပုံစံလေးလည်းတွေ့ရတယ်ပေါ့နော် အဲ့ဒါလေးတွေပိတ်သက်သိသွားတာရည်လက်ရရပါတယ်အဲ့ဒါကိုလည်းအခြေခံတာပဲပဲเนาะတကယ်ဆက်ဒီမှာကိုတို့ကြီးကလည်းအဲ့ဒါကိုကျွန်တော်ပြောပြလိုက်တဲ့ခါမှာအဲ့လိုအခြေခံလာလေးလေးပါမှာပေါ့เนาะဟောကျွန်တော်တို့ဒုတိယမှမရှိဘူးကနေရတာရှိတယ်ဒါပေမဲ့မနေ့ကျလို့ရှိရင်အာဖြာကြီးရွေးနေရတာအကုန်လုံးရှိကြတယ်အဲ့အဲ့ဒါမျိုးလေးလည်းကြုံခဲ့ရတာဒါအများကြီးပါအများကြီးကြုံခဲ့ရဆိုတော့ကြုံခဲ့တဲ့တွေကတခုပေါ့เนาะအဲ့ဒါလေးကိုဇကားပြန်နေတာပေါ့เนาะဘင်းပြောပြောနေလူဆိုတဲ့ဟာလေ ငါတို့ပေးရည်လည်းဖြန့်လိုက်ကုန်ပါဖြူပြည့်ပြည့်မင်းတို့လားအေးခေါ်တဲ့လူကိုတွေ့လို့ရလားကုန်ချောပြီးတော့တတ်ပြစ်နေဟုတ်ကဲ့ဟောအူဇန်လာတဲ့ကာလာပြူကအူဇန်လည်းကျေးဇူးတင်ပါတယ်ဟောဘောသူမြောက်ကကျွန်တော်တို့မြောက်လူပါနေရဘူးဆက်လက်ပြန်ရကျွန်တော်တို့ပါတယ်ပြီးတော့လည်းမင်းသားနေရမှာကိုကျော်ကျော်ကိုအဲကိုကျော်ဘူကပဲကျွန်တော်တို့နေရာချပေးတာပါအဲဒါစားစရာကျွန်တော်ဖြစ်နေတာဟုတ်အဲ့မော်နော်ဘာလို့ဇက်အခြေခံတော့အခြေခံတော့သူရေးတဲ့ဥစ္စာလေးကလည်းသူ့စိတ်ကူးလည်းအရန်ကောင်းတယ်ပြပြလောက်တော့မဟုတ်ဘူးလေပြဒရိုက်တာလည်းကိုအောင်ချမ်းလူဆိုတော့ ဘာမှပြောရမှာမလို့တော့ပြီးတော့ကျွန်တော်တငယ်ချင်းတွေစုံစုံနေဆိုပြီးတော့လဲပြပြရိုက်တိုက်တဲ့ကာမဟုတ်တာကိုသိတာလေအာဘာဖြစ်လို့ဆိုတော့အဓိကဆိုလို့ရှင်ဇလန်းလက်ရှိတယ်ဇက်ကွက်လည်းရတယ်ဘယ်သူမှနေရာမလုပ်ဘူးအာဘာလဲထုံထုံဆိုရင်ပို့ပြီးတော့သူလိုချင်တာဖြစ်ချင်တာလည်းဖြစ်တယ်ဘာလို့သူဇမင်းသားဝဆောက်သူအရင်ဝှေ့ချင်နေတာအဲ့ဒါကမှဖြစ်နေပေါ့ဇက်ပြောလဲကျွန်တော်ဇက်မင်းသားတွေလည်းခြေခံထားတယ်ဆိုတော့ဟိုကြီးကွက်တိပဲဘယ်မှာဟာကွက်မရှိဘူးပေါ့နော် clear for takeoff. ကောင်းပါခုကျတော့ဝါကျတော့ကောင်းပါကိုထွန်းကငားလာတာဝတ်စုံကကျွန်တော်ဝတ်စုံကိုထွန်းဝတ်တာ ကိုကျတော်ဘုရားငားလာလာအဲ့လိုကြောင်းမြောင်းမြန်နေကြောင်းဒီရကြီးရကြီးရဆိုတော့အဲ့လိုကိုကျတော်ဘုနဲ့ခုဆုံးကျွန်တော်တင်ပေးတာတလွဲတလွဲဆိုတော့မို့လေအဲ့လိုပွဲကရနေဘုရားဘာဇက်ပါထိုးလိုက်တာဟုတ်အမမရဲ့အစီအစဉ်ဟာတခုပြောဆိုရင်သက်သက်ဇယုံထိုးလိုက်တော့ထိုးပြီးတော့ခုနိုင်စစ်နိုင်တော့ပွဲထွက်ပြစ်လိုက်တာထွက်ပြီးတော့အကရပြတင်ပြလိုက်တာတင်တကယ်ကပြစ်လိုက်တာ တကယ်လည်းရွာသားရေကိုလုံးဝင်လာတာဝင်လိုက်ကောကျွန်တော်အဲ့ဒါကိုပြင်းညမ်းပြီးတစ်ချက်ကျွန်တော်ရေးတာကျဆက်ဝင်စင်းကျွန်တော်ရေးတာစိတ်ဝင်စိတ်ဝင်လာအဲ့ကျွန်တော်အဲ့တင်းလေးရအောင်ကျွန်တော်ရေးလိုက်ရေးလေးရေးလေးပေါ့အဲ့တချင်းကိုပွဲလိုက်ပြီးတော့7နှစ်လောက်ပေါ့နော် shooting break ဆိုပြီးလေးပေါ့အဲ့ရွာသားရေသားရထွက်ပြီးတော့ SNS ထွက်ပြီးအိမ်ပြန်သွားကြတာစိတ်ဝင်စိတ်ဝင်ဆိုအဲ့ဒီလေးအိမ်ပြန်သွားကြတော့ပို့ပြီးတော့ဟာဒီစက်ပေါက်နေပြီဟာလို့ပေါ့နော်ဒါကတော့အဲ့အမမရပြည့်စုံတာပေါ့ ဇရဇပေါ့ဆိုတော့မလွယ်ဘူးလေတသင်းလေးရသားဟိုကျွန်တော်ဇရထောက်လို့ရှိရွှေမန်းတဲ့သင်းလေးဆိုတော့သူပဲဟာစိန်ဝင်းဇရရထောက်သွားတဲ့ကောင်မှာစိန်ဝင်းစိန်ဝင်းဆိုပြီးတော့ရောသားရတကယ်ဆိုပြီးထောက်သွားကြတာအော်ကိုလည်းပီတိဖြစ်ပါတယ်အဲ့အတွက်ဟာဇမင်းသားလေးမောင်စိန်ဝင်းပေမေမေကူကူမမအပီကြရဲမောင်စိန်ဝင်ဆရာကြီးနဲ့တက်လေရတယ်ကဲဟုတ်သွားကြတာဟုတ်သွားကြတာဘယ်စကားကြီးလဲတကယ်စီးရတော့ဘာမှမလုပ်ဘူးအကုန်လုံးစကားကြီးစီးရတာလေကျွန်တော်ကြော်ကြော်ဝါရှေကန် ။ဟောဇက်စီရနဲ့မင်းသားတော့ဟာအပေါ်မှာစကားစီရက်လိုက်ရတာ။ထွန်းထွန်းကောင်းမှုအကြောင်းပြုရှိတာပေါ့။ခက်ခဲခဲတာလေဆိုတာလေအလုပ်လုပ်တာပြောနေတယ်။စိတ်ညစ်တယ်ဆိုတာမရှိဘူး။ဘာကြောင့်လဲကိုထွန်းထွန်းဖြစ်နေတာပေါ့။ထွန်းထွန်းကသူ့နိုင်တဲ့လူတွေခိုင်းတာလေ။ရုပ်ရည်ဆိုအကုန်လုံးပါရတာသူ့နိုင်တဲ့လူခိုင်းတဲ့ခါမှာလည်းနဲ့လူတိုင်းနဲ့မပြင်ဟောပြောင်းနေကိုဖြိုးဆိုရင်တာလေမနေ့ကရောက်တယ်။ညမိုးရေသူမရရသေးဘူး။တစ်စီးအောင်မပါသေးဘူး။အဲ့ဒါမျိုးကြောင့်တော်တော်စိတ်မရှိထားတော့မှပြန်ဖြစ်တော့မှာပေါ့။ အတငယ်ချင်းဟိုပြီးတော့စကားကောင်းတယ်ဘယ်သူမှဟိုအနှစ်တော်လားရှိကိုနေရကိုပုံဖော်ထားတာပေါ့နော်အဲ့ဒါကြောင့်မို့လဲဟိုဘောဒီကားလေးကြည့်ရင်လည်းအမောပြေကြပါစေဆိုတော့မှအကျွန်တော်နေရာတော့ကျွန်တော်နေရာတော့ဒီမိနေရာမှာပွဲထိုးပြီးကတော့တင်းတိုင်းမှာရိုက်တဲ့နေရာတော့နည်းနည်းတော့ကြောက်တယ်အတင်းတိုင်းမှာကျတော့ဘာမှမသိဘူးလေဝင်နေရတာအရှုပ်တွေမပါသေးဘူးကမှလည်းခုတ်မှုတွေမှာအိတ်နေရတယ်အဲ့ဒါကြောင့်နည်းနည်းလန့်နေပေါ့နော်အဲ့ဒါနေခင်းမှာရိုက်တာပါဟုတ်ပြီပါပေါ့ကျွန်တော်အများကြီးပေါ့နော် ဝင်ပူတာတို့အဲ့လိုပါဟောထားတိုင်းနဲ့ဘယ်လိုပြောမလဲဟောအဲဇာမင်းမီးတွေဆိုရင်အပြည့်နေပြီးတော့ပုကတ်လာတာထဲကြမကျွတ်တာတွေပါအဲ့ဒီမကျွတ်ပဲနဲ့ကပြီးတော့ဟောဆိုကျွန်တော်မှတ်မိတယ်ဘယ်လိုလဲဟောဘက်မုံရောင်တော့မှာပြီးတော့ကနေရင်းနဲ့ဟောဝင်ပူတယ်ဝင်ပြီးတော့ဘာမှမသိဘူးဟိုလိုလည်းပြောပြောအဲ့ဒီ ခြံလေးရုံးပြီးအဲ့လောက်ရှိတယ်တန်ကြီးရပုံကုန်ကုန်ရလားအဲ့ဒါကြတော့နည်းနည်းကြီးစိမ့်ပြသွားနည်းနည်းလေးတော့တန်လူတော်ကျွန်တော်ဆက်တဲ့လူအဲ့လိုလိုအဲ့လိုလိုကြုံဘူးလားပေါ့နော်အများကြီးပါကြုံကြုံတွေ့ရမှလည်းအများကြီးအားသားရလည်းအများကြီးဘာလို့မင်းသမီးတယောက်ဆိုလို့ရှင်မျက်နှာတက်တာမျက်ကျွန်တော်မျက်နှာတက်ရင်နောက်မှမျက်နှာတက်တဲ့ရေဆိုရှိတယ်လေအဲ့တိုင်ကြီးနဲ့ထည့်ထားပေးတာတောက်ရေတော့ဒါတောက်ရေပေါ့ ုံးရင်ဆိုတော့တတ်စီတယ်တောက်ယူထည့်ထားတာကိုညဘက်ကျတော့ stake the mind stake ဆိုတာဒီ gather ပေါ့နော်အလုပ်လုပ်တဲ့ခါမှာညကျတော့ခုနိုင်တော့နေချင်းကူးကူးလာကြကျွန်တော်စားမဟုတ်ဘူးဒီမစ်ဆက်ပြောပြတာပေါ့နော်အဲနေချင်းကူးကူးလာရင်လည်း तू ကတရေချောက်တာမဟုတ်ကိုကိုစားတမားစင်းပြန်ဖြစ်တာအဲ့ကောင်လေးကဇက်ဆရာစူမာကြောက်လို့အမျက်နှာတက်တဲ့စီလေးကိုရေမကုံအောင်ဆိုပြီးဝင်လိုက်တာရေမကုံအောင်လေရေချိုးလိုက်လို့ရှိရင်ရေကုံသွားမှာကိုမှကြောက်လို့အဲ့တဲ့ဝင်လိုက်ကြမှာမင်းသမီးတယောက်ကမျက်နှာလာတက်တာဟာ ခါမင်းသမီးကိုမြင်ပြီးကြောက်လန့်ပြီးအဲ့ဒါကိုဝှက်ချလိုက်တာမင်းသမီးအကြိုက်ထိုင်တဲ့တော့ तू ကမွန်းလာနေပါလိမ့်မယ်အဲ့ဒီကနေထလာဟာတော့မင်းသမီးကအဲ့လိုက်ပြီးတော့ခုနှစ်လောက်စေုံပို့လိုက်လက်သေးလို့သွားအဲ့ဒါလေးရကြတော့တကယ်မမရရလေးတွေပေါ့နော်တကယ်ကြောက်တာလည်းမဟုတ်ကုလူချင်းချင်းဖြစ်တာတချင်မကောင်းလုံးဝှက်နေလိုက်တာအဲ့ဒါလေးတွေဂျုံရတာပေါ့စင်ကျိုးတာလည်းဂျုံအာအများကြီးပဲအဲ့ဒီ documentary တွေနဲ့တက်တက်လာပါအောင်မယ်ဟိုပြီးပြီးရောလို့လုပ်ထားတဲ့ဟာမဟုတ်ဘူးပေါ့နော်ဟို ဟာတကာဟာတကာဆိုတော့အကယ်မီနဲ့ဘလို့ပတ်သက်မှာတော့မပြောတတ်ဘူးအကယ်မီအတွက်လည်းအာတရားမှုရှိလားမရှိလားကျွန်တော်မခံမှန်းတတ်ဘူးဟာတကာပြင်ပြပြရိုက်တဲ့ဟာတကာမဟုတ်တဲ့ဇန်နောက်ဖက်ကကစမ်းတာပေါ့ဗျာတော့အလုပ်လုပ်ကံကိုအောင်ချမ်းလူတွေအကြောင်းလည်းသိပါတယ်သူလည်းစမ်းစမ်းပြပြလုပ်တတ်တဲ့လူပြီးတော့လည်းကျွန်တော်ကလည်းဇက်ဇမင်းသားတယောက်ဆိုတော့ဇက်ရဲ့ပံ့ပိုးမှုနဲ့ကိုက်ညီွားတော့ဒါ producer အထွန်းထွန်းလေးသူစိတ်ပြေသွားတော့ပေါ့ဟဲ့မင်းကမတဲချောက်တယ်လာကြည့်ပါတကယ် လေးတော့တဲ့ခါမှာကျွန်တော်တို့နဲ့ဇက်ဇက်မူလေးတကယ်ရပါလိမ့်မယ်ဇက်နောက်ဘက်မှာဘလူဖြစ်တယ်ဇမင်းသားဘလူခံစားနေရတယ်ဒီဒီရောမှာဆိုတဲ့အဲ့လိုပေါ့ကျွန်တော်တို့ပရာချားမှုတယ်ဗျာကြက်တူပါဘူးအဲ့လိုဟာမျိုးလေးအဲ့ဒါမျိုးဖြစ်တယ်လို့ခံစားရတယ်ဗျာဟုတ်